ရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဧပြီလ20ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်တင်ဆက်ပေးမယ့်သတင်းတွေကတော့တပိတ်ချင်းရေထွက်ရွာက လူစီကားတဲ့နေရာကိုစစ်တပ်ကထပ်မံပုံကျဲခဲ့တဲ့အတွက်ကလေးငယ်နှစ်ဦးအပါအဝင်24ဦးသေဆုံးခဲ့တဲ့တွင်အေးရဲ့လေချောင်းချက်ပေးစနစ်ဟာထိရောက်မှုမရှိဘူးလို့ရခိုင်ဒေသခံတွေပြောတဲ့တွင် ငလင်းလုံပြီး22ရက်အတွင်းပြန်ဖွင့်ခဲ့တဲ့တောင်ကြီး ocean အဆောက်အုံကြန့်ခိုင်မှုနဲ့ပတ်သက်လို့မြို့ခံတွေစိုးရိမ်နေကြတဲ့သတင်းတဘာဝဘေးတွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပြီလို့စစ်ကောင်းဆောင်ပြောတဲ့သတင်းနေစပားပေါ်ချိန်ဈေးကျနေရကြောင်းတောင်သူတွေအရှုံးပေါ်နေတဲ့သတင်းယူကရိန်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမတိုးတက်ရင်ဆက်လက်လှုပ်ဆောင်တော့မှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့တပိတ်ချင်းရေထွက်ရွာက လူစီကားတဲ့နေရာကိုစစ်တပ်ကထပ်မံပုံကျဲခဲ့တဲ့အတွက်ကလင်းငယ်2ဦးအပါဝင်24ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာက လူစီကားတဲ့နေရာကိုစစ်ကောင်စီတပ်ကနောက်တစ်စိန်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်24ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ ဧပြီ16ရက်မွန်းလဲ12နာရီ59မိနစ်အချိန်မှာတပိတ်ချင်းမြို့နယ်ရေထွက်ရွာဈေးနဲ့လက်ဖက်ဆိုင်နာကလူစီကားတဲ့နေရာကိုဂျက်ဖိုက်တာနဲ့ပေါင်300ဘုံဒီနှလုံးကိုစစ်ကောင်စီတပ်ကကျဲချခဲ့တာပါအဲ့ဒီလိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ေသခံ28ဦးထံမှနဲ့ဒဏ်ရာအပြင်းထန်ရရှိခဲ့သလိုတည်ဆုံးသူရေအတွက်ဟာလည်းထပ်တိုးလာနိုင်တယ်လို့သိရပါဗျ။ရေထွက်ရွာကို April 17ရက်ကလည်းစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ပြည်သူ73ဦးတည်ဆုံးခဲ့ပြီး3ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ငလင်ဘေးကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအချိန်မြင့်ဆောင်ရွက်နိုင်ဖို့ April 2ရက်ကနေ22ရက်အထိယာယီအပြည့်ရမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပြီးတဲ့နောက်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုတွေဆက်တိုက် ြုလုပ်နေတာဖြစ်ပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့အေရဲ့လေးချောင်းချက်ပေးစနစ်ဟာထိရောက်မှုမရှိဘူးလို့ရခိုင်ဒေသခံတွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရခတ်တတော်အနေနဲ့သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တချို့မှာလေကြောင်းချက်ပေးစနစ်ထားရှိထားပေမဲ့ထိရောက်မှုမရှိဘူးလို့ရခိုင်ဒေသခံတွေကပြောပါတယ်။အေးရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကစစ်တပ်ရဲ့လေကြောင်းအနေကိုကာကွယ်နိုင်မှုအတွက်အချက်ပေးစနစ်ထားရှိမှာဖြစ်တယ်လို့ပြောဆိုခဲ့ပြီးတဲ့နောက်အဲ့ဒီစနစ်ကိုကြောက်တော်မြို့နယ်မှာစတင်ကျင့်သုံးခဲ့တာတနစ်နိဗ္ဗာန်ကြမြင့်နေပြီဖြစ်ပါတယ်။ဧပြီ၁၉ရက်မနက်အစောပိုင်းကလည်းတိုက်ပွဲတစ်စုံတရာမ မရှိပဲလေချောင်းချက်ပေးစနစ်ရှိတဲ့ကြောက်တော်မြို့ကိုစစ်တပ်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့လေချောင်းကနေကလပ်စတာဘုံ၁၁လုံးအထိအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အေးအနေနဲ့သူတို့တိမ့်ပိုက်ထားတဲ့ဒေသတွေကိုအလုံးစုံထိန်းချုပ်ထားတာကြောင့်စစ်တပ်က ုံလန်ရေလန်းတွေအသုံးပြုပြီးတိုက်ခိုက်မှုတွေမလုံနိုင်ပေမဲ့လေကြောင်းကနေအချိန်မြေတိုက်ခိုက်မှုတွေလုံနိုင်တယ်လို့ဥခိုင်တူခါကသတိပေးပြောဆိုခဲ့ပူပါတယ်။အာရခတက်တော်အနေနဲ့လေကြောင်းရန်ကိုအဓိကကာကွယ်ပေးဖို့လိုအပ်နေတာဖြစ်ပြီးမကာကွယ်နိုင်သေးပြီးပြည်သူတွေကတည်ကျင်နေရအောင်မှာဖြစ်တယ်လို့ကြောက်တော်ဒေသခံတအုပ်ကပြောပါတယ်။ တတိယသတင်းတပုတ်အနေနဲ့ငလင်းလုပ်ပြီး22ရက်အတွင်းပြန်ဖွင့်ခဲ့တဲ့တောင်ကြီး Ocean အဆောက်အုံကြန့်ခိုင်မှုနဲ့ပတ်သက်လို့မြို့ကန်တွေစိုးရိမ်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့က Ocean Seaway Center ကိုငလင်းလုပ်ပြီး22ရက်အတွင်းပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်အစားအုံကြန့်ခိုင်ရေးနဲ့ပတ်သက်လို့မြို့ခံတွေကတော့စိုးရိမ်မှုတွေဖြစ်ပေါ်နေရလို့သိရပါဗျ။ Match လ28ရက်ငလင်းကြီးလှုပ်ခတ်မှုအပြီးနောက်တစ်ရက် Match လ29ရက်ကစလို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့နေပြီးတော့မန္တလေးနဲ့တောင်ကြီးမြို့တွေက စီတီမန်အိုရှင်နဲ့စီတီကဲဈေးဝယ်ဆန္ဒတွေကိုရက်ကက်သက်မရှိ ပိတ်သိမ်းခဲ့တာပါအခုပြန်လည်ဖွင့်လှစ်လိုက်တဲ့တောင်ကြီးအိုရှင်စင်တာကိုတော့မြို့ခံအများစုကမလဲပတ်ရဲကြသလိုစစ်ဆေးမှုတွေတေချာပြုတ်လုပြီးမြို့ခံတွေထံပူပွင့်လင်းလင်းချပြတင်တယ်လို့တောင်ကြီးမြို့မှာနေထိုင်သူတွေကဆိုပါတယ် တောင်ကြီးအိုရှင်စင်တာပြန်လည်ဖွင့်လှစ်နိုင်မှုပြည်내စီပင်သားရာရေးဌာနကအင်ဂျင်နီယာအဖွဲ့တွေနဲ့စစ်ဆေးခဲ့သလိုအင်ဂျင်နီယာအဖွဲ့ကအဲ့နဲ့မဖြစ်နိုင်ဘူးလို့ပြန်လည်အကြံပြုလာတာကြောင့်ဧပြီ18ရက်ကစတင်ဖွင့်လှစ်ခွင့်ပြုလိုက်တာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီလိုရှမ်းပြည်နယ်စီပင်သားရာရေးဌာနကပြန်လည်ဖွင့်လှစ်ခွင့်ပြုတယ်ဆိုပြီးကြေညာခဲ့ပေမဲ့ Citymet Holding Company ဘက်ကတော့မတ်လ29ရက်ကတည်းကပိတ်ထားတဲ့နေပြီးတော့မန္တလေးနဲ့တောင်ကြီးမြို့တွေကဈေးဝယ်စင်တာတွေကို ပြန်လည်ဖွင့်လှစ်ကြောင်းတရားဝင်ကြေညာတာမျိုးမရှိသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တဘာဝဘေးတွေကိုအောင်မြင်စွာကြောဖြတ်နိုင်ပြီလို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးအပါအဝင်နှစ်စဉ်သဘာဝဘေးဒဏ်ကျရောက်ခဲ့ပေမဲ့အဲ့ဒီဘေးတွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုလာပြန်ပါတယ်2023ခုနှစ်မေလအတွင်းကတိုက်ခတ်ခဲ့တဲ့မုခမုံတိုင်းအပါဝင်ယာဂီမုံတိုင်းရေကြီးရှံမှုတွေအပြင်အခု ငလင်ဘေးအထိဖြစ်ပွားခဲ့တဲ့တဘာဝဘေးတွေတိုင်းမှာထိခိုက်ပျက်စီးမှုတွေများခဲ့ပေမဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်နဲ့တပြေးညီဆောင်ရွက်နိုင်နေဆို ိုပြီးပြောဆိုခဲ့တာပါစစ်ကောင်းဆောင်မင်းအောင်လိုင်ကအဲ့ဒီလိုကြွားလုံးထုတ်ပြောဆိုနေပေမဲ့တဘာဝဘေးကိုအပြင်းထန်ခံစားခဲ့ရတဲ့ဒေသခံတွေကတော့အပြောနဲ့အလုပ်ကတိတိပပကိုလွဲမနေရလို့ပြောပါတယ်ကြုံတွေ့ခဲ့ရတဲ့တဘာဝဘေးတွေတိုင်းမှာ ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိတိယယောက်မလုပ်နိုင်ခဲ့တဲ့အတွက်လူအသေးပြောက်များပြားခဲ့တာတွေကိုမြင်တွေ့ရမှာဖြစ်တဲ့အပြင်ပျက်စီးဆုံးရှုံးသွားတဲ့လယ်မြေတွေ၊ကောက်ပဲသီးနှံတွေ၊အဆောက်အုံတွေ အတွက်လည်းထိတိယယောက် ဖြည့်ရှင်းပေးနိုင်တာမျိုးမရှိဘူးလို့2024ရေးပေးကြောင်းမိသားစုဝင်အပြင်နေမှာဆုံးရှုံးခဲ့ရတဲ့အမျိုးသားတအုပ်ကဆိုပါတယ်စကောင်းဆောင်မင်းအောင်လိုင်ကတော့အဲ့ဒီလိုဝါရဖြန့်စကားတွေကိုမကြခဏဆိုသလိုပြောကြလေးရှိပြီးမနစ်ကလည်း NLD အစိုးရလက်ထက်ကထက်သူအနာသိမိနောက်တိုင်းပြည်စီးပွားရေးကပိုတိုးတက်လာတယ်ဆိုပြီးပြောကြခဲ့ပါသေးတယ်။ဆက်လက်ပြီးနှွေးစပါးပေါ်ချိန်ဈေးကြနေရကြောင်းတောင်သူတွေအရှုံးပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။ ။အေရဝတီတိုင်းမှာတွေးစပါပေါ်စဉ်စပါတင်တရာကို72သိန်းအထိဈေးကျနေတဲ့အတွက်အရှုံးပေါ်နေပြီးမိုးစပါစိုက်ပျိုးဖို့အခက်အခဲဖြစ်နေကြတယ်လို့စပါစိုက်တောင်သူတွေကပြောပါရယ်။လက်ရှိဈေးကွက်မှာစိုက်ပျိုးမှုများတဲ့ GW11 စပါ၊စာဖိုးတာ၊ BNN နဲ့ နေဦးရစဘာတစ်တွေကပေါင်90ရှိတယ်စဘာတင်တရာကို70သိန်းခွဲပဲရှိသလိုအညာသာရ90စင်တုခနှံောက်စဘာတွေကတော့72သိန်းခွဲကနေ55သိန်းအထိဈေးပေါက်နေပေမဲ့ဝယ်သူနှဲပနေရလို့သိရပါတယ်ပြီးခဲ့တဲ့နှစ်ကစဘာပေါ်ချိန်အထိတောင်သူတွေအဆိုင်များတယ်စဘာအများစုဟာတင်တရာကိုငွေကျပ်30ဝန်းကျင်ဈေးရကြပေမဲ့ဒီနှစ်မှာတော့73သိန်းဝန်းကျင်အထိဈေးထိုးကျသွားတာဖြစ်ပါတယ် အခုလိုနှွေစပါးဈေးကွက်ကျဆင်းပြီးဝယ်ယူသူနည်းနေတဲ့အပေါ်တောင်သူတွေစိုးရိမ်စိတ်ဖြစ်နေရကိုကုစားဖို့ရာမြန်မာနိုင်ငံစံစပါးအဖွဲ့ချုပ် MRF ကတော့စပါးတင်အရေအတွက်350နဲ့အင်မထဆိုင်4သိန်းဝယ်ယူသွားမယ်လို့အတိပေးပြောဆိုထားပါတယ်။ အေအော်ဒီတိုင်းကဒေတာကန်တွေဟာစံစဘာကိုအများဆုံးစိုက်ဖြိုးထုတ်လုပ်ပြီးအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်လောက်ကင်နေတဲ့တိုင်းဒေတာကြီးတစ်ခုဖြစ်ပြီးမိုးစဘာစိုက်ရိတ်က38သိန်းကျော်နဲ့တွေစဘာစိုက်ရိတ်က14သိန်းကျော်အထိနှစ်စဉ်စိုက်ဖြိုးနေရလို့သိရပါတယ်နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ယူကရိန်းငင်းကြေးရင်ကျိုးပန်းမှုတွေမတိုးတက်ရင်ဆက်လက်လှုပ်ဆောင်တော့မှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားယူကရိန်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေတိုးတက်လာတာမျိုးမရှိရင်ပါဝင်ဆောင်ရွက်မှုတွေကိုမကြမီရပိုင်အတွင်ရပ်ဆိုင်သွားမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကတတိပေးပြောကြားခဲ့ပါတယ်။ အချိန်သုံးနဲ့ဝင်ကျင်ကြမြင့်နေပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲကိုရပ်တန့်မှုလောက်ဆောင်ချက်တွေမှာတိုးတက်မှုမရှိတဲ့အပေါ်ထရန့်အစိုးရအဖွဲ့အတွင်းစိတ်ပြတ်မှုမြင့်တက်လာနေရကိုရူဘီယိုရဲ့မှတ်ချက်တွေကညွှန်ပြနေပါတယ်ခရိုင်းမီးယားဒေသကိုရုရှားကထိန်းချုပ်ထားတဲ့အပေါ်အမေရိကန်အစိုးရကတိမတ်ပြုမှုအပါအဝင်ပြိပခအဆုံးတက်ဖို့တွန်းအားပေးတဲ့မူပေါင်းတစ်ခုကိုအဆိုပြုထားချိန်မှာအခုသတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်ရူဘီယိုရဲ့ပြောကြားမှုဟာမှန်ကန်တယ်ဆိုပြီးတမရ ဒေါ်နန်ထရန်ကအင်ဖြူတော်ရုံးကမှသတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ဘယ်အချိန်မှရက်မယ်ဆိုတာကိုတော့ပြန်လည်ဖြစ်ကြတာမျိုးမရှိခဲ့ပါဘူး။2024ခုနှစ်မှာရုရှားကယူကရိန်းထံကနေတရားဝင်သိမ်းပိုက်လိုက်တဲ့ခရိုင်းမီးယားဒေသကိုရုရှားရဲ့ထိန်းချုပ်မှုအောက်မှာအတိမတ်ပြုဖို့ထရန့်ဆိုယာကအစဉ်သစ်ဖြစ်နေရဟာလဲသမရဗလာဒီမာပူတင်အတွက် အောင်ပွဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်